မက္ကဆီကိုနိုင်ငံကအမျိုးသားတယောက်ဟာသူတို့မြို့မှာရှိတဲ့ပြတိုက်တဲကဒူဆန်နဲ့ဖြစ်ရတဲ့ခုအကြောင်းကိုဖခင်စီကကြားခဲ့ရပါတယ်။ဒါကြောင့်အဲ့ဒီပြတိုက်ကိုသူကိုယ်တိုင်သွားရောက်ပြီးတကယ်ဟုတ်မဟုတ်လေ့လာခဲ့ပါတယ်။ သူ့ဘေကိုယ်တိုင်လည်းလွန်ခဲ့တဲ့ရက်အနှန်းငယ်တုန်းကအဲ့ဒီထူးခြားမှုကိုတွေ့မြင်ခဲ့ရတယ်လို့သိရပါဗျ။ပြားရိုင်းရဲ့တနေရာမှာမာရီယာဆာဘီနာလို့အမည်ရတဲ့အမျိုးသမီးတယောက်ရဲ့ပုံတူဖျောင်းရုပ်တုကိုပြသထားပါဗျ။သူမဟာဆေးဘက်ဝင်မှုနဲ့ဝိညာဉ်လောကကိုဆက်သွယ်ပေးနိုင်တဲ့အတွက်မက္ကဆီကိုနိုင်ငံမှာတော့နာမည်ကြီးထင်ရှားသူတယောက်ဖြစ်ပါဗျ။သူမကွယ်လွန်ပြီးနောက်ပုံတူဖျောင်းရုပ်တုကိုတပြတိုက်ထဲမှာပြသခဲ့ပါဗျ။အမျိုးသားဟာအဲ့ဒီရုပ်တုကိုဖုန်းကင်မရာနဲ့ဗီဒီယိုရိုက်ကူးနေတော့မှာပဲ။ ဒီဖြစ်ရပ်ကိုတွေးမြင်လိုက်ရပါတယ် hijo de su. ¿Eh, güey, qué pedo? အယုတ်ရဲ့ဦးကောင်းကတက်ရှိလူတယောက်လိုလှုပ်ရှားသွားပြီးသူ့ဘက်ကိုစိုက်ကြည့်နေတဲ့ပုံစံမျိုးတွေ့မြင်လိုက်ရပါတယ်။ဒီဖြစ်ရကြောင့်အမျိုးသားဟာအတော်လေးထိတ်လန့်သွားခဲ့ပေမဲ့ကင်မရာကိုတော့ဆက်လိုက်ရိုက်ကူးနေခဲ့ပါတယ်။ဒီဗီဒီယိုကိုအင်တာနက်ပေါ်တင်လိုက်တဲ့အခါမှာတော့အတော်လေးလူပြောများသွားခဲ့ပါတယ်။ဒါပေမဲ့ပြားတိုက်ပိုင်ရှင်ကဒီဖြစ်ရနဲ့ပတ်သက်ပြီးအခုလိုရှင်းပြထားတာတွေ့ရပါတယ်။ No manejo nada de mecatrónica, es una figura totalmente en cera. Mira, es una pieza total rígida, no se puede, no se puede manipular. Te digo, no tiene nada, te, muestro. No hay cables, no hay nada, no, 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 es, un robot, es una figura totalmente en cera. a ဒီတော့အဲ့ဒီရုပ်တုဟာဆက်ရုပ်မဟုတ်ဘူးဆိုရင်ဘာကြောင့်လှူရှားသွားရတာလဲဒီမိကုန်းရဲ့အဖြေကိုအခုချိန်ထိလူတိုင်းသိကျင်နေကြတော့မှာပဲ ါပဲမယ်တပ်တွေအထောက်အထားတွေထပ်ပြီးမတွေ့မချင်းတော့ဒီဖြစ်ရပ်ကလောကစံကြံမှုတစ်ခုအဖြစ်ကြန့်ရှိနေအောင်မှာပါပဲနောက်တစ်ဗီဒီယိုတစ်ပုဒ်ကတော့မိသားသမားတွေမိငိမ့်တက်တဲ့ဗီဒီယိုဖိုင်ကိုတင်လေးရှိတဲ့ account တစ်ခုကနေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီ channel တွေကဗီဒီယိုတွေအားအရေးပေါ်အခြေအနေမှာမိသားသမားတယောက်လိုက်နိုင်ရမယ့်စီးမြင်စည်းကမ်းတွေနဲ့မိသက်ကောင်တဲ့အခါမှာ လူရခီးကိုအမြန်ရအောင်ဘလုံပေါင်းရမယ်ဆိုတဲ့အသေးစိတ်အချက်လက်တွေပါဖော်ပြထားတဲ့အတွက်မိသက်သမားလှုပ်ကျင်တဲ့သူတွေအတွက်တော့အယံကိုအသုံးဝင်တဲ့ channel တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီ video တွေတဲကတပုတ်ကတော့တခြားဟာတွေနဲ့မတူဘဲထူးခြားနေခဲ့ပါတယ်။2025ခုနှစ်မတ်လ10ရက်နေ့ကတောအုပ်ထဲမှာရှိတဲ့စွန့်ပစ်အင်တလုံမီးလောင်နေတယ်လို့သတင်းရလို့မိသက်သမားတွေတော်ရောက်ညင်သက်ခဲ့ကြပါတယ်။ ဗီဒီယိုရကူးထားတဲ့သူဟာဒီအိမ်ပိုင်ရှင်ဖြစ်ပြီးအဲ့ဒီဗီဒီယိုဖိုင်ထဲမှာထောက်ကြားစရာကောင်းတဲ့အရာတခုပါဝင်နေတာကိုသူသတိမထားမိခဲ့ပါဘူး It's amazing. Look through the window. ပထမတော့သိမသိတာပဲမဲ့အနည်းငယ်ကြည့်လိုက်ရင်မိလောင်နေတဲ့အိမ်ထဲကအရင်မဲမဲတစ်ခုဖြတ်သွားတာကိုတွေ့ခဲ့ရပါတယ် နှစ်ပေါင်းများစွာလူမနေတဲ့အိမ်ဖြစ်တာကြောင့်အဲ့ဒီအရေးဟာလူတယောက်လားဒါမှမဟုတ်တခြားအရာတစ်ခုလားဆိုတာစဉ်းစားစရာဖြစ်နေခဲ့ပါတယ်။နောက်ပြီးအဲ့ဒီအရာဟာရုတ်တရက်ပုံကွယ်သွားခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။ဗီဒီယိုထဲမှာနောက်ထပ်ထူးခြားမှုတွေကိုလည်း check out မိခဲ့ပါသေးတယ်ခင်ဗျာ။ ဘယ်ကမှမသိတဲ့ကလေးတယောက်ရဲ့ရဲသားကိုကြားခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့အနီးပတ်ဝန်းကျင်မှာတခြားလူနေအိမ်တွေမရှိတာကြောင့်အဲ့ဒီအတန်ပိုင်ရှင်ဘသူဖြစ်မလဲလို့စဉ်းစားနေတော့မှပဲနောက်ထပ်ထူးခြားတဲ့အရာတစ်ခုကိုထပ်မံတွေ့လိုက်ရပြန်ပါတယ်။ င်တွေကထွက်ပြေးသွားတဲ့မဲမဲပုံရိပ်ကိုဒုတိယအကြိမ်မြင်ခဲ့ရတာပဲဖြစ်ပါတယ်။အရိယာဟာလူတစ်ယောက်ဆိုရင်အိမ်ကိုမီးရှို့ခဲ့တဲ့တရားခဏ်များဖြစ်နေမလား။ဒါဆိုကလေးငိုတန်းကရောဘယ်ကကြာနေရတာလဲ။နောက်ပြီးဒီလူကအိမ်ကိုမီးရှို့ခဲ့တာဆိုရင်သူ့ဖမ်းခံရမယ့်ကိစ္စကိုတိတိယက်နဲ့အိမ်သားမှမလုပ်နေရတာလဲ။မိကွန်းတွေကလည်းများသလိုအဖြေကလည်းတခုတက်ပို့ပြီးရှိနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်မိပါတယ်ခင်ဗျာ။ စပိန်နိုင်ငံကလူငယ်အားဟိုတယ်တစ်ခုမှာတဲခိုနေတော့အခုလိုပဲထူးဆန်းတဲ့အဖြစ်အပျက်တချို့ကိုရင်ဆိုင်ခဲ့ရပါတယ် Okay so it's been doing this for a minute and there's nothing out there you need that gem this is dad you want to yeah figure it out yeah hey no no that did something that did something no did it come around What is going on? Are we too heavy? တလီကားကတခုခုချိုယွင်းနေပုံရပါတယ်။ဒါပေမဲ့16တက်မှမှအခုလိုဖြစ်ရတာကတော့သွေယူသားယုံမဟုတ်မှန်းမိတ်ဆွေတို့လည်းရင်းမိကြလိမ့်မယ်လို့ထင်ပါတယ်။ဟုတ်ပါတယ်။အဲ့ဒီဟိုတယ်ရဲ့ဓာတ်လီကားဟာ16တက်ရောက်တိုင်းပွင့်လေရှိတယ်လို့သိရပါတယ်။ ဒါပေမဲ့စကြောက်တမှာဆင်းမဲ့လူလည်းမပါသလိုအဲ့ဒီအထက်မှာလည်းလူတယောက်မှ နေထိုင်ခြင်းမရှိကြပါဘူး။သူတို့ဘာတွေဆက်ဖြစ်မယ်လို့မိတ်ဆွေတို့ထင်ပါတယ်ခင်ဗျာ။ Elevator is acting mad weird. Uh we started a few floors up and ဓလီကာကရုတ်တရက်ဆက်ရက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာသိလိုက်ရတာကစပိန်နဲ့ပေါ်တူဂီနိုင်ငံရဲ့ဒေသတချို့ဟာလျှက်စစ်မီပြတ်တောက်လေးရှိတယ်ဆိုတာပါပဲ။တိတ်မကြခင်အရေးပေါ်မီးတွေပွင့်လာခဲ့ပါတယ်။ဒါပေမဲ့ဓလီကာကတော့ပိတ်မြဲပိတ်နေသေးပါပဲ။ It's making me mad. Calling like so. Oh, I gotta pee. browser guys this is this is probably the worst ဒလီကားရဲ့ဒေါင်းဘက်ကလှုပ်ရှားသွားတဲ့မဲမဲအရာတစ်ခုကိုမိတ်တုတ်မိတ်တုတ်မီးရောက်အောင်မှ တွေ့မြင်လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီအရာကို သူတို့လုံးဝသတိမထားမိခဲ့ကြပါဘူးဒီလိုနဲ့သိမကြခင်မီးတွေပြန်လင်းလာခဲ့ပါတယ်ဒါ No. That's the same one as before. တနအီခွဲလောက်တက်လီကားတဲ့ပိတ်မိနေခဲ့ကြတဲ့သူတို့ဟာ16တက်စီကိုနောက်တစ်ကြိမ်ရောက်ရှိလာခဲ့ကြပြန်ပါတယ်ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင်သူတို့အားလုံးကြုံတွေ့နေရတဲ့ဖြစ်ရဟာတက်လီကားမီပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်16တက်မှာခဏခဏရက်နေရတဲ့အကြောင်းရင်းကလည်းတက်လီကားခလုတ်မကောင်းတာဖြစ်ဖို့များပါတယ်ဒါပေမဲ့တက်လီကားတွေကထိုးထိုးထောင်ထောင်ထွက်လာတဲ့မဲမဲအရာလေးကအဲ့ဒီအဖြေတွေအားလုံးကိုရှုပ်ထွေးသွားအောင်လုပ်လိုက်သလိုပါပဲဒီတော့မေးချင်တာကဒီဖြစ်ရဟာ တရေထောက်ခံရတာပဲလားဒါမှမဟုတ် မတော်တဆဖြစ်ရတခုပဲလားခင်ဗျာအမျိုးသမီးတူဦးဟာအိပ်ပျော်နေတဲ့သမီးဖြစ်သူကိုဗီဒီယိုကင်မရာနဲ့ရိုက်ကူးနေပါတယ်ဒီအတိုင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာထူးခြားမှုမှရှိမှာမဟုတ်ပါဘူးဒါပေမဲ့ကလေးမလေးမအိတ်ကင်တော့ကပြောခဲ့တဲ့စကားတွေကိုသာကျွန်တော်တို့ကြားလိုက်ရမယ်ဆိုရင်ဗီဒီယိုလေးကို နားလည်သွားပါလိမ့်မယ်ခင်ဗျာကလေးမလေးပြောခဲ့တာကသမီးအိတ်ခန်းမှာမအိတ်ရဲဘူးကြောက်တယ်ဆိုတာပါပဲ တမမအေးရရတဲ့အကြောင်းရင်းကအိတ်ခမ်းထဲမှာတခုခုရှိနေလို့များလားဒါမှမဟုတ်အဲ့ဒီအရာကတမကို၆လန့်နေလို့ပဲလားအဖြေတွေကအမျိုးမျိုးရှိပေမဲ့အတိတ်ဘယ်ကတော့တမျိုးနဲ့ပါပဲကျွန်တော်ပြောတာကိုနားမလည်သေးဘူးဆိုရင်တော့ဗီဒီယိုကိုမိတ်ဆွေတို့ကိုယ်တိုင်ကြည့်ရှုပြီးအဖြေထုတ်လို့ရပါသေးတယ်ခင်ဗျာ So my daughter is sleeping with me in my bed tonight She kept saying that she was really scared of something in her room I'm a little bit shaky. I don't know if you guys can tell, but the same toy that used to go off in the past. And it's always terrified me since. Because I would ask it questions and it would answer with noises. ခုံမမတင်ထားတဲ့အယုတ်လက်တစ်ပတ်ကလက်ချောင်းတစ်ချောင်းဟာတက်ရှိလူတယောက်ရဲ့လက်လိုမျိုးလှုပ်ရှားသွားတာကိုထိတ်လန့်ပွဲတွေ့မြင်ခဲ့ရပါတယ်။တကယ်တော့အဲ့ဒီလက်ဟာသမီးဖြစ်သူကို၆လက်နေတဲ့အတ္တိကတရက်ခံဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လူတယောက်ရဲ့လက်နဲ့ဆင်တူတဲ့အယုတ်မျိုးကိုဘယ်ကလေးကများကစားဖို့အတွက်ဝယ်ယူလိုက်မယ်လို့မိษွေတို့ထင်မိပါတယ်။အဖြေကတော့နီလီယက်နဲ့ဝေးသွားတယ်လို့ခံစားလိုက်ရပါတယ်။တကယ်ဖြစ်မှန်ကိုတော့အဲ့ဒီအမျိုးသမီးကလွဲပြီးဘသူမှသိနိုင်မယ်မထင်ပါဘူးခင်ဗျာ။ခရစ်စတန်နဲ့ဒေမီယာတို့ဟာမကြခင်လက်ထပ်တော့မဲ့ပူပူနွေ့နွေ့စည်းမောင်းနှံတွေဖြစ်ကြပြီးစိတ်ဆက်ပွဲမတိုင်ခင်အိမ်တလုံးကိုဝယ်ယူခဲ့ကြပါတယ်။ ။နေချင်းစပွဲအိမ်လေးဖြစ်တာကြောင့်သူတို့နှစ်ယောက်လည်းအတိုင်းထက်အလွန်ပျော်ရွှင်နေကြပါတယ်။ဒီအိမ်လေးထဲမှာပဲနှစ်ယောက်တဘောကစတင်တော့မယ်လို့စိတ်ကူးနေကြတော့မှပဲမမျှော်လင့်ထားတဲ့အရာတွေကသူတို့ကိုစောင့်ကြိုနေခဲ့ပါတယ်။ညဘက်ရောက်တိုင်းအိမ်ထဲကအရာဝတ္ထုရွေရှားတံတွေကြားနေရတတ်ပြီးတကားကောက်တံတွေလည်းကြားရတတ်ပါတယ်။ဒါကြောင့်သူတို့ဟာအိမ်ရဲ့နေရာတချို့မှာ CCTV ကင်မရာတပ်ဆင်ပြီးဒီဖြစ်ရပ်တွေကိုစောင့်ကြည့်ခဲ့ကြပါတယ်။ဒီလိုနဲ့2022ခုနှစ်ဩဂတ်လ6ရက်နေ့ညမှာတော့ အိမ်ရဲ့လျှောက်လမ်းမှာတပ်ဆင်ထားတဲ့ကင်မရာကနေထူးခြားမှုတစ်ခုကိုအခုလိုပဲတွေ့ခဲ့ရပါတယ် အိမ်ရှိတကားကိုတယောက်ယောက်ကခောက်နေတဲ့အတံမျိုးထွက်ပေါ်လာလို့တွားကြည့်ခဲ့ပေမဲ့ဘသူမှရှင်မနေခဲ့ပါဘူး။သူတို့ဟာဒီကိစ္စကိုတယောက်ယောက်ကစားနောက်တယ်လို့ပဲထင်ပြီးအမှုမဲ့အမှတ်မဲ့နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်တနေ့ညသူတို့မိဖို့ကြောင့်ထဲမှာစကားအချစ်တင်ပြောနေကြတော့မှပဲနောက်ထပ်ဖြစ်ရတဲ့ခုကရောက်ရှိလာခဲ့ပြန်ပါတယ်။ They're not trying. That's just how they. ကင်မရာတင်ထားတဲ့ခုံမော်ကပကံများတချို့ပြုတ်ကျလာတာကိုမြင်ခဲ့ရပြီးပါကြည့်မလို့လုံနေတော့မှပဲသူတို့ဘက်မှာရှိတဲ့ကြောင်အိမ်တဲကနေပကံများတွေကသူ့လိုလိုပြုတ်ကျလာခဲ့ပြန်ပါတယ်။နောက်တစ်ရက်အနည်းငယ်ကြာတော့ခရစ်စတယ်ဟာအိမ်မှာတယောက်တည်းရှိနေပြီးယောက်ျားပြစ်သူပြန်လာကိုစောင့်ဆိုင်နေခဲ့ပါတယ်။ဒါပေမဲ့အိမ်ထဲကိုရောက်ရှိလာတဲ့အရာကတော့သူမထင်သလိုဟုတ်မနေခဲ့ပါဘူး။ ိတ်ခန်းတကားကသူ့လိုလိုပွင့်သွားတာကြောင့်ဆဆကျင်တော့အမျိုးသားပြန်ရောက်လာတယ်လို့ထင်မိလိုက်ပါသေးတယ်။ဒါပေမဲ့အချိန်နှဲငယ်ကြာတဲ့အထိတိတ်ဆိတ်ငြိမ်သက်နေခဲ့တာကြောင့်ခရစ်စတီးယာအိမ်ထဲမှာလုံးဝမနေရတော့ဘဲအမျိုးသားကိုဖုန်းဆက်ခေါ်လိုက်ရပါတယ်။အမျိုးသားပြန်ရောက်လာတော့လေနှစ်ယောက်လုံးအိမ်ထဲကိုမဝင်ရဲဘဲကားထဲမှာအချိန်ကြာကြီးရှိနေခဲ့ကြပြန်ပါတယ်။နောက်တစ်နေ့ရောက်တော့သူတို့အိမ်ကိုပြန်လာခဲ့ကြပါတယ်။ အိမ်ထဲကိုရောက်တော့ပရလောကသားတွေနဲ့ဆက်သွယ်နိုင်မယ့်အလွယ်ဆုံးနည်းလမ်းတစ်ချို့ကိုရှာဖွေပြီးအိမ်ထဲကအရာတွေနဲ့ဆက်သွယ်ဖို့စူးစမ်းခဲ့ကြပါတယ်။ဒီလောက်ရဟာအဆင်ပြေသွားမလား။ဒါမှမဟုတ်ပိုဆိုးသွားမလားဆိုတာတော့မိတ်ဆွေတို့ပဲဗီဒီယိုလေးကိုကြည့်ရှုပြီးဆုံးဖြတ်ပေးကြပါအောင်နော်။ က်သွယ်မှုပြုလုပ်ပြီးတိတ်မကြခင်မှာပဲရီချိုကန်တကားကခက်ကြံကြံလှုပ်ခတ်လာခဲ့ပါတယ်။ဒါဟာသူတို့အတွက်အချက်ပြမှုတစ်ခုဖြစ်နိုင်ပြီးအတိတ်ပဲကိုတော့မင်းနေစရာတော့လိုမယ်မထင်ပါဘူးခင်ဗျာ။သူတို့စည်းမောင်းနှံဟာတခြားနေရာတစ်ခုကိုရွှေ့ပြောင်းသွားခဲ့တယ်လို့အဲ့ဒီအိမ်ကလည်းယနေ့ထိတိုင်လူနေထိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဇေတန်နဲ့အိမ်ကောင်းကောင်းရှာနေတဲ့သူတွေရှိရင်လည်းအဲ့ဒီအိမ်ကိုမိတ်ဆွေတို့လက်တို့ပေးလိုက်ကြပါဦးနော်။